ေစကြီလာနာဂတိကျံခန်းကြီး46အငယ်1မှ24အရှင်သာရဗျာမိန်တော်မူသည်ကအရှိတူမျက်နာပြုသော အတွင်းတတိုင်းတကားကို အလုတ်လုတ်သောနေ့6ရက်ပတ်လုံးပိတ်ထားရမည်။ဥပုံနေနှင့်လာဇန်းနေ၌ဖွင့်ထားရမည်။မင်းသားသည် ထိုတကားမုတ်ဖြင့်ဝင်၍တကားတိုင်အနားမှရက်နေရမည်။ယေပရောဟိတ်တို့သည်မင်းသားမိရှုရန်ရစ်မိတ္တဟာယရစ်တို့ကို ပူဇော်၍ သူသည် တကားခုံ၌ဥညွတ်ချပြီးမှ ပြင်သို့ထွက်သွားရမည်။သူရာတွင်ညာဥယံမရောက်မီထိုတကားကိုမပိတ်ရ။ထိုနည်းတူဥပုံနေနှင့်လာဇန်းနေ၌ပြည်သူပြည်သားတို့သည် ထိုတကားဝနာမှထာဝရဘုရားရှိတော်တွင်ဥညွတ်ချရကြမည်။ဥပုံနေ၌မင်းသားသည်မိရှူရာရစ်ဖို့အပြစ်မပါသောသူတငယ်၆ကောင် အပြစ်မပါသောသူထီးတကောင်ကို ထာဝရဘုရားထံတော်သို့ဆောင်ခဲ့ရမည်ဘောဇင်ပူဇော်တက္ကာဖို့သူတီတကောင်နှင့် မုံညက်တအေးဖာစီတဟိန်ကို၎င်းသူတငယ်နှင့်အလိုရှိသမျှကို၎င်းပူဇော်ရမည်။လာဇန်နေ၌အပြစ်မပါသောနွားထီးတကောင်၊သူတငယ်၆ကောင်၊သူထီးတကောင်ကိုပူဇော်ရမည်။ဘောဇင်ပူဇော်တကာဖို့နွားတကောင်နှင့်မုံညက်တအေးဖာ၊သူတကောင်နှင့်တအေးဖာ တိုးတငယ်နှင့်အလိုရှိသမျှကိုလည်းကောင်းမုံညက်တအေးဖာနှင့်စီတဟိန်ကိုလည်းကောင်းပူဇော်ရမည်မင်းသားဝင်သောအခါအရှိတကားမုတ်ဖြင့်ဝင်ရမည်ထိုတကားမုတ်ဖြင့်လည်းထွက်ရမည်ပြည်သူပြည်သားတို့သည်ဓမ္မပွဲခံချိန်ကာလ၌သာရဖျားရှိတော်သူဝင်သောအခါဥညွတ်ချခြင်းငှာ မြောက်တကားဖြင့်ဝင်သောသူသည်တောင်တကားဖြင့်ထွက်ရမည်တောင်တကားဖြင့်ဝင်သောသူသည်မြောက်တကားဖြင့်ထွက်ရမည်ဝင်သောတကားဖြင့်မထွက်ရ ဝင်သောတကားတစ်ဖက်တစ်ချက်၌ရှိသော တကားဖြင့်ထွက်ရမည်ပြည်သားတို့တွင်မင်းသားဖြစ်သောသူသည်သူတို့ဝင်သောအခါဝင်ရမည်သူတို့ထွက်သောအခါထွက်ရမည်ပွဲခံ၍ပရိသတ်စည်းဝေးရာကာလ၌ဘောရှင်ပူဇော်တက်ကဖို့နွားတကောင်နှင့် မုံညက်တအေးဖာတိုးတကောင်နဲ့တအေးဖာတိုးတငယ်နဲ့အလိုရှိသမျှကို၎င်းမုံညက်တအေးဖာနဲ့စီတဟိန်ကို၎င်းပူဇော်ရမည်မင်းသားသည် အလိုလိုပြုသောမိရှူရာရစ် မေတ္တဟာရရစ်ကိုမိမိအလိုအလျောက်ထာဝရပြားအားပူဇော်တကာပြုသောအခါအရှိတို့မျက်နာပြုသော တကားကိုဖွင့်ရမည် သူသည်ဥပုံလေး၌မြှို့ရာရစ်မေတ္တဟာရာရစ်ကိုပူဇော်တကယ်သို့ ပူဇော်ရမည် ပူဇော်ပြီးမှထွက်သွား၍တကားကိုပေးရမည် နေတိုင်းအစဉ်သာဝရဖျားအားမြှို့ရာရစ်ဖို့အပြစ်မပါ အခါမလဲသောသူတငယ်တကောင်ကို နနက်အချိန်၌ပူဇော်ရမည် နနက်တိုင်းအစဉ်ထိုသူတငယ်နှင့်အတူဘောဇဉ်ပူဇော်တကားဖို့မုံညက်တအေးဖာတွင်၆ဆုတစုကိုလကောင်း မုံညံ့နှင့်ရောရသော စီလေးလောခကို၎င်းပူဇော်ရမည်။ဤ၍ကသာရဖျားအားအစဉ်အမြဲပြုရသောဘောဇင်ပူဇော်တကားတရားပေသည်။ထို့သူမိရှုရာရစ်ကိုနနက်တိုင်းအစဉ်မပြတ်ပူဇော်စရာဖို့တိုးတငယ်ကို၎င်းဘောဇင်ပူဇော်တကားနှင့် စီကို၎င်းပြင်ဆင်ရမည်။ အရှိတော်ရဖျားမိန်တော်မူသည်ကမင်းသားသည်မိမိသား၌လက်ဆောင်တစ်စုံတစ်ခုကိုပေးလင် ထိုလက်ဆောင်သည် အမွေဥစ္စာဖြစ်၍သားတော်သည် အမွေခံလျက်သိမ့်ယူရမည်မိမိကျွ၌အမွေဥစ္စာလက်ဆောင်တစ်စုံတစ်ခုကိုပေးလင်မူကလူရနှင့်တက္ကရစ်တန်ယုံမြသာ ထိုကျွန်သည် ပိုင်ရမည် နောက်မှမင်းသားလက်သို့ပြန်ရောက်ရမည် သားမူကအစဉ်အမြဲအမွေခံရမည်ထိုမှတပါမင်းသားသည်ပြည်သားအမွေမြေကို အနိုင်အထက်ယူ၍မြေရှင်ကိုမနှင်ထုတ်ရ မိမိပိုင်သောမြေတဲကမိမိသားတို့အားအမွေပေးရမည်။ငါ၏လူတို့သည်မိမိတို့ပိုင်သောအမွေမြေ၌မနေရဘဲအရရက်တို့ကွဲပြားစေခြင်းငါမပြုရ။ထို့နောက်မှတကားအနား၌ရှိသော ဝင်ဝဖြင့်ငါကိုဆောင်းသွား၍မြောက်သူမျက်နာပြုသောရစ်ပရောဟိတ်တန်ရှင်သောအခမ်းများထဲသို့အတွင်းသဖြင့်အနောက်ဖက်၌ရှိသော အရက်တစ်ခုကိုငါမြင်၏ ဤအရက်ကယေဘရဟိတ်တို့သည်ဒုစရိုက်ဖြေရာရစ်အပြစ်ဖြေရာရစ်ကို ပြုတ်၍ဘောဇင်ပူဇော်တကာကိုဖုတ်ရသောအရက်ဖြစ်၏လူများကိုတတ်ရှင်စေခြင်းကထိုရန်တို့ကို ပြင်တတိုင်းထဲသို့မထုတ်ရကြဟုငါအာပြောဆို၏ တဖန်ပြင်တတိုင်းထဲသို့ငါကိုခေါ်သွင်း၍တတိုင်းတောင်လေးတောင်တို့ကိုရှောက်သွားစေသဖြင့်ထိုလေးတောင်တို့၌တတိုင်းငယ်တစ်ခုစီရှိသည်ကိုငါမြင်၏ထိုတတိုင်းငယ်တို့သည် အလျားအတောင်40အနံအတောင်30ရှိ၍အတိုင်းအရှိတညီတညွတ်တီဖြစ်ကြ၏ထိုလေးတောင်တို့အတွင်းပတ်လည်၌ချက်ပြုတ်စရာဖို့အစဉ်အတိုင်းခုံလောက်တန်းများရှိကြ၏ဤအရက်တို့က အိမ်တော်အမှုဆောင်တို့သည်လူများပူဇော်သောရစ်ကောင်တို့ကိုပြုတ်ရသောအရက်ဖြစ်ကြသည်ဟုငါအားပြောဆို၏အာမင် God bless you